ပရိသတ်ကြီးအားလုံးမင်္ဂလာပါ movie young channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ကဲပရိသတ်ကြီးရေကြောထအောင်တယောက်ကတော့အင်းမြမှုရဲ့အတော်နဲ့ဦးလေးအားဆိုင်တစ်ဆိုင်မှာအစားတောက်များကျွေးမွေးပြီး၎င်းရဲ့သားဖြစ်သူဗမာရှိနေလဲပါညာနဲ့စုံစမ်းလို့နေပြီလဲဖြစ်ပါတယ်ထို့အချိန်မှာတော့ကြောထအောင်ရဲ့သားဖြစ်သူဟာခရမ်းသုံးကဘက်ကရွာတရွာမှာရှိနေခဲ့တာကိုကြောထအောင်တယောက်တိရှိသွားခဲ့ရပြီလဲဖြစ်ပါတယ်တို့ပေမဲ့လည်း၎င်းရဲ့သားဖြစ်သူကိုပြုစုစောင့်ရှောက်ထားတဲ့ ဒေါ်အေးဆိုသူအမျိုးသမီးဟာကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အတွက်ဒေါ်အေးရဲ့တမီးနှစ်ယောက်နဲ့ကျောထအောင်ရဲ့အသားဖြစ်သူတို့ဟာထူရွာကနေပြောင်းရွှေ့သွားခဲ့ကြပြီလည်းဖြစ်ပါတယ်။ထိုအကြောင်းတွေကိုမသိရှာတဲ့ကျောထအောင်ဟာသားဖြစ်သူရှိတယ်လို့သိထားတဲ့ရွာကိုသွားရောက်ရှာဖွေခဲ့ပေမဲ့လည်းသားဖြစ်သူဟာရွာကနေပြောင်းသွားတဲ့ဒေါ်အေးရဲ့တမီးနှစ်ယောက်နဲ့ပါသွားခဲ့တာကိုရွာမှာရှိတဲ့ရွာကများကပြောပြလိုက်လို့သိရှိသွားရပြီးတဲ့နောက်ကျောထအောင်တယောက် တားဖြစ်သူကိုမတွေ့ရှိခဲ့ရပဲလက်လျှော့ပြီးပြန်ခဲ့ရပြီလည်းဖြစ်ပါတယ်ယခုခါမှာတော့ကျော်ထအောင်တယောက်နှစ်ပေါင်း၁၀နဲ့ချီကြာတဲ့အထိတားဖြစ်သူကိုမတွေ့ရှိသေးပဲအဲ့ဒီစိတ်နဲ့ပဲယခုအချိန်ထိအလောက်ကင်ကောင်းကောင်းမလုပ်ပဲဘဝကိုဖြတ်တန်းလို့နေခဲ့တာလည်းဖြစ်ပါရယ်ပြိတ္တကြီးရဲ့